ဤရင်းဒီပမှာနမဲဆိုးနဲ့ပေါ်ရေးကျဆင်းနေတဲ့အာနာသိစစ်ကောင်စီဟာပညာရှင်တွေပါဝင်တဲ့အဖွဲ့တစ်ခုကိုမွေးထုတ်ပေးလိုက်ပါတယ်။အရင်အဖွဲ့နမဲကိုတော့မြန်မာပေါ်ရေးဖော်ညွှန်းရေးအဖွဲ့မြန်မာ narrative တင်တန်းလို့ခေါ်ပါတယ်။မြန်မာပေါ်ရေးဖော်ညွှန်းရေးအဖွဲ့ကို2024ခုနှစ်ဒီဇင်ဘာလမှာပြည်ကြားရေးဝန်ကြီးဌာနကဖွဲ့စည်းဖို့ခွင့်ပြုခဲ့တာဖြစ်ပြီးတော့မက်လာမှာစတင်ဖွဲ့စည်းခဲ့တယ်လို့ဖွဲ့ထဲမှာပါဝင်တဲ့သူတွေကပြောပြပါဗျာ။ အဲအတိတ်ကတော့ဗျာဒီတင်ကတ်ကခုနပြည်ချိုင်းဝန်ကြီးဌာနကနေပြီးတော့မှဖွဲ့စည်းပေးလိုက်တဲ့တင်ကတ်ဖြစ်တဲ့တွေ့အဲဒီကျွန်တော်တို့ကတော့ဒီနိုင်ငံတကာဆွေးနွေးပွဲတွေပေါ့နော်။နောက်ဒီနိုင်ငံတကာဆွေးနွေးပွဲတွေနောက်ပြည်တွင်းမှာရှိတဲ့ပြည်တွင်းပညာရှင်တွေပါတဲ့ဆွေးနွေးပွဲတွေပေါ့။ဒီဆွေးနွေးပွဲတွေကိုကျွန်တော်တို့ကလုပ်မှာအဲလုပ်လုပ်ရမှာပေါ့။လုပ်ရမှာဆိုတော့အတိတ်ကတော့လာမယ့်နှစ်အပိုင်းခြားမှာဖြစ်လာမယ့် ီနိုင်ငံရေးအပြောင်းအလဲတွေနဲ့ပတ်သက်တဲ့ကြိုတင်မှတ်စချက်တွေကိုပညာရှင်တွေကသိနေကြမှာပေါ့အဲ့တော့အဲ့ဒီဆွေးနွေးပွဲကရလာတဲ့ရလတ်တွေဟာဒီအကျဉ်းကူပြောင်းရေးအတွက်အကျိုးရှိတိုင်းတဲ့အဲအကြောင်းအရာတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ကဒါဆောင်ရွက်မှာပါဆရာနာရှင်တွေဟာနိုင်ငံရေးထွက်ပေါက်ရှာတဲ့အခါမှာပညာရှင်တွေကိုခေါ်ယူသုံးစွဲလေးရှိတာတွေ့ရပြီးအနာရှင်ဟောင်းဦးတန်းရွှေကဦးသိန်းစိန်အစိုးရဖွဲ့စည်းပေးခဲ့ချိန်မှာလဲအခုလိုပညာရှင်အဖွဲ့တွေဖွဲ့စည်းပေးခဲ့ပြီး ီရင်းပြည်ပအဖွဲ့တွေကိုစီယုံမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။မြန်မာပုံရိပ်ဖော်ညွှန်ရေးအဖွဲ့ရဲ့တရားဝင်ထုတ်ပြန်ချက်ထဲမှာတော့သူတို့ဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အဖွင့်ပြိုးထိုးတက်မှုငြိမ်းချမ်းရေးနဲ့တာယာဝါပြောရေးတွေကိုကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ပါဝင် ပတ်သက်တဲ့သူတွေကိုပေါင်းကူးပေးသွားဖို့အဓိကလှုပ်သွားမယ်လို့យေတာထားတာကိုတွေ့ရပါတယ်။ဒီမြန်မာ narrative တင်တန့်ဆိုတာကတော့စစ်ကောင်စီကဖန်တီးထားတဲ့ဝါရဖြတ်တဲ့အဖွဲ့ပေါ့နော်နိုင်ငံတကာအမြင်တွေကိုသူတို့လိုချင်တဲ့ဘက်ရောက်အောင်လှည့်စားဖို့အတွက်ဖွဲ့ထားတဲ့အဖွဲ့ပဲဖြစ်တယ် နိုင်ငံအများစုကတော့သူတို့တွေပြောကြတာကိုမယုံကြပါဘူးဒါပေမဲ့မြန်မာစစ်တပ်အတွက်ကတော့လိန်နေဆိုတာပုံမှန်လှုပ်ထုံးလှုပ်စင်အတွက်လိန်နေပေါ့နော်သူတို့လိန်နာမပီပီမိမဲ့လဲဆက်လိန်နေသေးပဲပေါ့ဒီဘက်ကိုလက်ရှိချိန်မှာတော့လူ9ဦးနဲ့စတင်ဖွဲ့စည်းထားတာကိုတွေ့ရပြီးကျမရေးနယ်ပယ်ကတအူး စစ်တပ်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ရင်းနှီးကျွမ်းဝင်သူ2ဦးစစ်တပ်ရဲ့မူဝါဒတွေကို ထောက်ပံ့ပေးနေသူ2ဦးနဲ့မီဒီယာလုပ်ငန်းလုပ်ကင်သူ2ဦးတို့ပါဝင်တာပါခင်းဆက်ဆက်အာဏာပိုင်တွေကိုချင်းကပ်ပြီးမီဒီယာအသုံးပြုအကျိုးစီးပွားရှာသူအဖြစ်ဝေဖန်ခံနေရတဲ့ဥက္ကုကိုဆက်မှုကဒီအဖွဲ့မှာဥဆောင်သူအနေနဲ့ပါဝင်ပြီးတော့ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ်စစ်တပ်ရာရှိဟောင်းတွေပါဝင်တဲ့တင်တင်ကမဟာဗျူဟာလေးလာရေးအဖွဲ့တီထောင်သူဒေါက်တာနိုင်ဆွေဦးစစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်မှာ ဒီဘအခြေဆိုင်မြန်မာနိုင်ငံရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ရင်းနှီးကျွမ်းဝင်ခဲ့သူတဦးဖြစ်တဲ့ဦးကျော်လင်းဦးဗဟုအဖွဲ့တည်ထောင်သူတဦးဖြစ်တဲ့ဒေါက်တာဇော်ဦးနဲ့ကျမရေးဝန်ကြီးဌာနအငိမ့်စားတဦးဖြစ်တဲ့ဒေါက်တာခင်မောင်လင်းဆိုသူတို့ပါဝင်ပါတယ်ကျွန်တော်တော့မမြင်ပါဘူးဗျကိုဇော်ဦးဆိုလည်းကျွန်တော်သိတာပဲကိုဇော်ဦးဆိုကြားလိုက်ကိုဇော်ဦးဆိုအရင်တော့ဟိုဒါညတာကနောက် ABS ရဲ့ဖက်ဒီဘက်မှာရှိတော်တိုင်းအင်အားစုနဲ့ပူးပေါင်းလဲဦးနောက်ပိုင်းသူသိမ့်ဆိုင်တဲ့ထက်ကြားမှာ ဒီအစိုးရဖွဲ့တယ်မှာသူပါဖို့ကြိုးစားကြတာပေါ့နော်ဟိုကျွန်တော်တို့သိပါရဲ့ဟိုဟာပေါ့ပြင်တော့ပြင်တော့ပညာတတ်တွေလူတော်တွေပါသို့တော်သူတို့ဘလောက်ပဲကြိုးစားကြိုးစားဘလောက်ပဲဟိုသူတို့အနေနဲ့မြင်မြင်ကနေ့ဒီစစ်အုပ်စုရဲ့စင်စားမှုစစ်အုပ်စုရဲ့အခြေအနေကိုသူတို့မကြော်နိုင်ဘူးသူတို့မှိန်လိုက်နေရပါရှင့်သူတို့လုံးချင်တဲ့ကိစ္စရဲ့သူလုံးလို့မရဘူးဒီစစ်အုပ်စုလက်ထက်မှာအဲ့ဒါကြောင့်လည်းပဲဟိုတိုင်းပြည်ကနိုင်ငံရေးရောစီးပွားရေးရော ခုလိုအခြေအနေမျိုးတွေနဲ့ကျွန်တော်ရင်ဆိုင်ရတာဖြစ်တာပေါ့နော်လရှိမြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့လာမယ့်နှစ်ပိုင်းတွေအတွင်းဖြစ်လာမယ့်နိုင်ငံရေးအခင်းအကျင်းတွေနဲ့ပတ်သက်ပြီးတော့ပြည်တွင်းနဲ့ပြည်ပမှာကြောဆိုဆွေးနွေးမှုတွေသုတေသနတွေလှုပ်သွားမှာဖြစ်တယ်လို့အဖွဲ့မှပါဝင်သူတွေရဲ့ပြောဆိုမှုတွေကသိရပါဗျာ။ ပြည်သူတွေကိုအကြမ်းဖက်မှုတွေလှုပ်ဆောင်နေတဲ့စစ်ကောင်စီကိုအပီးတိုင်တုတ်ကြရင်းနဲ့ရွေးကောက်ပွဲကိုတပိတ်မှောက်ကြဖို့တော်လှန်ရေးအစိုးရကတိုက်တွန်းနေကြပေမဲ့အခုသူတို့ဖွဲ့စည်းပေးလိုက်တဲ့တင်းတန်ဖွဲ့ကတော့အပေးအယူတစ်ခုခုနဲ့နိုင်ငံရေးအခင်းအကျင်းတစ်ခုပေါ်လာမယ်လို့ယုံကြည်နေကြတာကိုလည်းတွေ့ရပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်ကတော့ကျွန်တော်တို့ကညီမဲချက်ကနှစ်ခုပဲရှိပါတယ်။အဲဒါနံပါတ်၁ကတော့ဒီမိုကရေစီတိုင်းပြည်တစ်ခုပြန်ဖြစ်ဖို့ပေါ့နော်။နံပါတ်၂ကတော့ဖက်ဒရယ်တိုင်းပြည်တစ်ခုဖြစ်ဖို့ပေါ့ တော့အဲ့ဒီရီမန်းကျဲနှစ်ခုအပေါ်မှာပဲကျွန်တော်ထင်တယ်ဆက်ပြီးတော့မှသွားရလိမ့်မယ်ထင်တယ်ဟိုဘယ်ဘယ်နိုင်ငံပါတီပဲနိုင်ရသည်ဖြစ်စေနော်ဆိုရဖွဲ့သည်ဖြစ်စေပေါ့နော်ဆိုတဲ့အခါကျတော့ဟိုကျွန်တော်ထင်တယ်ဒီရီမန်းကျဲနှစ်ခုကိုပဲအားလုံးကရှောက်လန်းကြရလိမ့်မယ်လို့တော့ကျွန်တော်တို့ကယူဆပါတယ်အဲ့တော့ဒီလိုရှောက်လန်းတဲ့နေရာမှာခုနကပြောသလိုပေါ့နော်ဟိုတိုင်းသားလူမျိုးစုတွေနဲ့လည်းကျွန်တော်တို့က တင်းတင်းညှိနှိုင်းပြီးတော့မှသဘောတူညီချက်တွေရဖို့ရယူဖို့တော့လိုလိမ့်မယ်။အဲ့တော့အဲ့ဒါလေးကတော့ဘယ်ချိန်မှာဘယ်လိုကာလမှာဘယ်လိုပုံစံမျိုးနဲ့ဖြစ်လာမလဲဆိုတာတော့လောလောဆယ်ကျွန်တော်တို့မပြောနိုင်ဘူးပေါ့ဗျာ။ဒါပေမဲ့လည်းအချိန်ချိန်မှာတော့ပြေဆုံးဆွေးနွေးရင်းနဲ့အပေးယူလုပ်ပြီးညှိနှိုင်းတဲ့အခြေရက်တွေကတော့ပေါ်လာလိမ့်မယ်လို့ကျွန်တော်တို့ကတော့ယုံနေပါတယ်။ 2025ခုနှစ်မတ်လ23ရက်နေ့မှာမြန်မာ narrative တင်ဆက်ဖွင့်ဟာပထမဦးဆုံးပွဲဥထွက်အနေနဲ့2025အလွန်ဗဟုဝင်ရောကဘာမှာမြန်မာနိုင်ငံကြုံတွေ့ရမယ့်ပထဝီနိုင်ငံရေးစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းများကောင်းစဉ်နဲ့သုံးသက်ဆွေးနွေးပွဲကိုနေပြည်တော်မှာပြည်ရှားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးပြုလုပ်ခဲ့ပါတယ်။ဒီပွဲဟာနိုင်ငံရဲ့အခြေအနေမှန်ကိုနိုင်ငံတကာကအမှန်တိုင်းသိရှိနားလည်ပြီးစာနာနားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်းဒီဘက်ကပညာရှင်တွေကိုဖိတ်ခေါ်ပြသတဲ့ပွဲလို့ စစ်ကောင်စီဝါဒဖြန့်သတင်းမီဒီယာတွေမှာဖော်ပြကြပါတယ်ပွဲကိုတရုတ်ရုရှားအိန္ဒိယဂျပန်ထိုင်းအီတလီတဲ့နီဘောနိုင်ငံတွေကပညာရှင်တွေတက်ရောက်ဆွေးနွေးခဲ့ကြပြီးစစ်ကောင်ဆောင်ကလည်းချီးကျူးစကားပြောဆိုခဲ့တာကိုတွေ့ရပါတယ်ဒီပွဲမှာတော့စစ်ကောင်ဆောင်ကကဘာပေါ်မှာပြောင်းလဲလာတဲ့အခြေအနေနဲ့ပတ်သက်လို့ပြောခဲ့တာတွေရှိပေမဲ့သတိပြုစရာအနေနဲ့မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုဖုံးကွယ်ပြောခဲ့တာကိုလည်းတွေ့ရပါတယ်သတင်းပြုသတင်းမှားတွေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအမျိုးမျိုးဖြတ်နေကြတဲ့ မီဒီယာအတုတွေလွတ်လပ်မှုကင်းတဲ့မီဒီယာတွေကဖော်ဆောင်နေတဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့ပညာရှင်ရှင်းတွေယခုကိုယ်တိုင်ထိတွေ့မြင်တွေ့ရတဲ့မြန်မာပုံရိပ်ဟာလွန်စွာကွာခြားမှုတွေခြားနားမှုတွေရှိနေတာကိုခံစားကြရမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။တကယ်တော့စစ်ကောင်းဆောင်အနေနဲ့လက်ရှိအခြေအနေတွေကိုမျက်ကွယ်ပြုပြီးအလိညာစကားတွေကိုဖြောင်ချကြပြောဆိုမှုတွေသာဖြစ်တယ်လို့လေ့လာသူတွေကပြောကြပါဗျာ။ ။လက်ရှိအနေအထားမှာတော့မြို့ပေါင်း60ကျော်ကစစ်ကောင်စီတပ်စခန်းတွေကိုစုခွာပြီးထားရတဲ့အနေအထားဖြစ်ပြီးတော့စစ်ကောင်းဆောင်ရုံးထိုင်နေနေပြီးတော့မှလည်းတော်လိုင်းတပ်ဖွဲ့တွေရဲ့ဒရုန်းတိုက်ခိုက်မှုတွေမကြာခဏဖြစ်နေတာပါ။ဥဒိန်စင်လက်ဆက်တုန်းကလည်းအပြေမောင်းများစွာအားလုံးလုတ်တယ်။တောင်းဆန်းစုကြည်လက်ထဲမှာလည်းလုတ်တယ်။အထူးကြတာတော့မင်းအောင်လည်းကိုယ်တိုင်တက်လာတယ်ပေါ့တက်လာပြီးတော့ဟလာဟိုဟိုတင်းလုတ်တယ်ပေါ့ဗျာ။ဟိုပြောကြည့်ရပါဗျာအယူဆိုတော့လည်း ်ဒီအယူစကားကိုကျွန်တော်တို့ကသွားပြီးတော့ဒေဗယ်ဖွင့်စုဒေဗယ်ဖွင့်စုပြီးပြောအောင်လေဒီကောင်ကဟိုဇနပြတဲ့မျိုးနောက်တနေ့တမျိုးအဲအဲ့လိုလုပ်နေခါရမို့အဲ့ဒီဟာကြီးကနေဘာအကျိုးကျေးဇူးမှတိုက်မိတော့လည်းဖြစ်လာကြမှရှိပါဘူးနောက်တစ်ခါဘာမှလည်းပဲအဲဒီမာဒီယာကောင်းလာကြမရှိဘူးနော်အဲဒီတိုင်းဒီတိုင်းမှာပဲဟန်ဆောင်ပန်ဆောင်တွေလုပ်နေတာပါလို့အဲ့လိုကျွန်တော်ကတော့ တ်ချက်ပေးပါလေဗျာအလေးနဲ့လည်းမထားပါဘူးနော်လက်ရှိမှာစစ်ကောင်စီရဲ့ပြည်နှိမ်မှုတွေကြောင့်ပြည်တွင်းမှာလွတ်လပ်တဲ့အရက်ဖက်အဖွဲ့အစည်းတွေပညာရှင်တွေကိုရက်ဒီခွင့်မပေးတာနဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုချိတ်ပိတ်သိမ်းဆည်းမှုတွေရှိလာကြောင်းဒီဘက်ကိုစုံကထပ်ပြေးမှုတွေရှိနေချိန်မှာစစ်ကောင်စီနဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံအချို့ကပညာရှင်တွေကိုဖိတ်ကြားပြီးတော့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုစစ်တပ်နဲ့အတူမြန်မာ narrative တင်တန်ကတစ်ဖက်သက်ရှင်းပြခဲ့တာဖြစ်တယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကဖွဲ့စည်းပေးခဲ့တဲ့အဖွဲ့ဖြစ်တဲ့အပြင်ဥဆောင်သူ၅ဦးကလည်းစစ်ကောင်စီနဲ့အနီးကဆက်ဆံရေးရှိတဲ့သူတွေဖြစ်လို့ဒီအဖွဲ့ကစစ်ကောင်စီကြောထောက်နောက်ကပြုထားတဲ့အဖွဲ့ဖြစ်ဝေဖန်မှုတွေလည်းရှိပေမဲ့ပါဝင်သူတွေကတော့သူတို့ကိုသူတို့လွတ်လပ်တဲ့အဖွဲ့ဖြစ်တယ်လို့ပြောပြီးညှင်းဆိုကြပါတယ်။ကျွန်တော်မျှော်လင့်ပြီးသားပါ။ဒါတော့တိကျတိကျ စုံစမ်းကြည့်ပေါ့ဗျာဟုတ်မဟုတ်ဆိုတော့နော်ကျွန်တော်တော့မပြောချင်ဘူးဒါတော့ကျွန်တော်တို့ခင်ဗျားတို့အခုမှမဟုတ်ကျွန်တော်တို့ကကိပောင်းရတာဖြတ်တန်းကြီးတော့အမျိုးမျိုးဝေဖန်ခံနေကန်ကန်ပြီးသွားကြတာပါပဲနော်ဒါတော့ပြောလို့ပြောချင်တော့ပြောလို့ရကျွန်တော်ကမဟုတ်ဘူးဆိုတော့ခင်ဗျားတို့ယူမှာမဟုတ်တာအဲ့တော့ဘာမှမပြောဘူးဘာဘာစစ်တက်ကဘာစုံစမ်းမှမရှိဘူးကျွန်တော်ပြောချင်တာတော့ဒါပဲကျွန်တော်တို့ယူကြည့်လို့ကျွန်တော်တို့လှုပ်လှုပ်နေတယ်ကျွန်တော်တော့ဘာဘာဟေးလေးအားကြတာမှမရှိဘူး ဆန်နာရှင်ဟောင်းဘူဇုံမူကြီးတန်းရွှေလက်ထက်မှာနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်အထူးကြံဖြစ်နေမှုကိုတင်းတန့်အဖွဲ့တွေနဲ့ပဲနိုင်ငံတကာကိုဝါဒဖြန့်ချီမှုတွေလုပ်ခဲ့ပါဗျ။အဲ့ဒီကာလနိုင်ငံရေးအပြောင်းလဲတွေဖြစ်ဖို့အတွက်တင်းတန့်အဖွဲ့တွေအနေနဲ့နိုင်ငံရေးမလုံးတွေစီးပွားရေးမလုံးတွေပေးပြီးစစ်တပ်စိတ်တိုင်းကြစီယုံခဲ့တာလို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အချို့နဲ့နိုင်ငံရေးနီလာသုံးသက်သူအချို့ကအမှတ်ချက်ပြုပါဗျ။အခုလေမြန်မာ narrative တင်းတန်းဆိုတဲ့နာမည်နဲ့ထွက်ပေါ်လာပြီးနိုင်ငံရေးဆွေးနွေးမှုခြေလှမ်းတွေကိုမြင်နေရတာပါ။ ရေပေါ်ရအားဖြင့်အခြားနိုင်ငံတွေမှာတော့တင်တန်ဖွဲ့တွေဟာနိုင်ငံတစ်ခုရဲ့မူဝါဒအပြောင်းလဲတွေချမှတ်ဖို့သူတေသနာပြုလုပ်ရမှာအရေးပါတဲ့အဖွဲ့တွေဖြစ်လေရှိပါတယ်။မြန်မာနိုင်ငံမှာတော့စစ်တပ်ကြောထောက်နှောက်ခံပြုထားတဲ့တင်တန်ဖွဲ့တွေဟာစစ်တပ်ဖြစ်စေခြင်းတဲ့အတိုင်းအစဉ်အဆက်လှုံ့ဆော်ပေးခဲ့ကြညှိနှိုင်းပေးခဲ့ကြတာကြီးဖြစ်တယ်လို့ကိုရိုင်းကြုံတွေ့ခဲ့ရဘူးသူတွေကပြောပြပါဗျာ။အရင်ကတော့ကျွန်တော်တို့အားလုံးကမျှော်လင့်ထားခဲ့တာကတော့ ကျွန်တော်တို့ဖွဲ့စည်းရအားလုံးမှာတော့ကျွန်တော်တို့နားလည်ထားတယ်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းတွေပဲဖြေရှင်းမယ်ဆိုရင်နားလည်အဲ့ဒီအတွက်လည်းကျွန်တော်ကြိုးပမ်းခဲ့ကြတော့ဗောဗျာတကယ်တမ်းကျတော့လည်းအဲ့ဒီကြိုးပမ်းမှုကအချိန်မဲကုန်သွားတယ်နောက်ဆုံးတော့ကျွန်တော်တို့ရဲ့နည်းနည်းဖြုတ်သိမ်းရေးဆိုရဲဟို addition ကပေါ်လာတော့ဗောအဲ့ဆိုရဥတီချက်ကပေါ်လာတော့ဒီပေါ်မှာကျွန်တော်တို့ကတော်တော်လေးကိုဟိုယုံကြည်မှုကပြတ်သွားတဲ့သဘောရှိရလေဆိုတော့နောက်တိုင်းမှုရဲ့နောက်ပိုင်းမှာလည်းပိုဆိုးသွားတာဗောအခုကတော့ကျွန်တော်တို့ နိုင်ငံရေးပြောမဲ့စာကိုနေမီစုမှုရေးတွေကိုပဲပို့ပြီးတော့မှနေမီစုမှုရေးနဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးတွေကိုပဲပို့ပြီးမှဆောင်ပေးလာတဲ့အပေါ်မှာခုနလိုသူတို့အနေနဲ့ဟိုပြန်ပြီးတော့မှဟိုစီယုံကတော့နည်းနည်းတော့အခက်အခဲရှိလိမ့်မယ်ဆိုကျွန်တော်နားလဲတယ်လေနော်ကျွန်တော်ထင်တယ်လေလောလောဆယ်ကတော့ကျွန်တော်တို့လက်ခံဖို့အချိန်တွေကတော့တိတ်ရှိမဲ့ပုံစံတော့မရှိဘူးသူတို့ဘက်ကဘာတွေ propose လုပ်မလဲဆိုတော့မသိသေးဘူးလေနော် တကယ်တမ်းသူတို့ကခုနပြောသလို system change ကိုတကယ်တမ်းအာမခိုင်နိုင်တဲ့သူတို့မှာ mandate ဘယ်လောက်ရှိလဲဆိုတဲ့ဟာဒါစကားပြောလိုက်မယ်ရင်တော့ဆိုတော့သူတို့ကဒါစစ်ကောင်စီရဲ့ mandate မပါဘဲနဲ့တော့လှုပ်လို့မရဘူးလို့ကျွန်တော်ထင်တယ်။အခုအစ်အဖွဲ့စည်းလိုက်တဲ့မြန်မာ narrative တင့်တက်အဖွဲ့အနေနဲ့ရောလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖန်ဝရံထုတ်ခံထားရပြီးအကြက်ရိုက်နေတဲ့စစ်ကောင်ဆောင်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီအဖွဲ့ကို2010အကင်းကျင်းလို့ထွက်ပေါက်တွေ့နိုင်ဖို့အတွက် နိုင်ငံတကာအပါဝင်ပြည်သူတွေပေါ်ဘယ်လိုမျိုးဝါဒဖြန့်ချီမှုတွေလှုပ်ဆောင်သွားမလဲဆိုတာစိတ်ဝင်စားဖွယ်ဖြစ်ပါတယ်